ကြီးက56တောင်းပါလားအဲ့56တောင်းနဲ့စကန်းမဟုတ်စကန်းကို50တောင်းကြရတဲ့အချိန်ကြတော့မဟုတ်စကန်းရပြီနော်나이ဝဲကြော်ကြော်တနအီလောက်ကြတော့မဟုတ်စကန်းတော့ရပြီအော်ဟုတ်ကဲ့အဲ့ဒါမဟုတ်ဝဲလေရစကန်းဆိုတော့ခဏလေးနဲ့ပဲဟုတ်နော်나이ဝဲကြော်ကြော်နဲ့ရခဲ့တယ်ရခဲ့나이ဝဲတနအီလောက်ပေါ့အဲ့လောက်ရှင်ကတော့ကြတော့ဘယ်ပြောမလဲကိုကြီးကွာခွေးဆိုကြတော့သိမလားခွေးလည်းနည်းနည်းရှိတာ哦ရဲနေတယ်ရဲလည်းရှိတယ်ခွေးလည်းရှိတယ်စသားပေါ့နော်စသားရောအဲ့လိုအစုံရှိတာဆိုတော့နည်းနည်းလေး ဟိုရဲဆိုတော့တိုက်ရတာအဲ့လိုမကြောက်ဘူးပေါ့။ခွေးဆိုကြအောင်စစ်ခွေးဆိုကြအောင်တော့နည်းနည်းလေးတိုက်ရတဲ့အချိန်ကာလအောင်နည်းနည်းလေးကြာတယ်ပေါ့။ပလမီဘပြည်သူများအားလုံးပဲမင်္ဂလာပါ။ကျွန်တော်ကတော့ပြည်သူပန်းနိုင်ရကောင်းတော်ဝင်ဖြစ်ပါတယ်။အဲကျွန်တော်ယနေ့မှဒီတွေ့ဆုံဖို့လောက်ထားတော့ကျွန်တော်ဒီပုံမှန်တိုင်းဖြစ်ပါတယ်ဗောနော်မင်္ဂလာပါကိုမနိုင်မင်္ဂလာပါဘူးအဲမိတ်ဆက်ပေးပါဦးဟုတ်ကျွန်တော်ကတော့ data fake ကို colon ကဟောပါဗောနော်ဟိုဒူးစစ်ကြောင်းအနေနဲ့ ကွန်မွန်လိုင်းဖြစ်ပါတယ်ဗျသူစကြောင်းမှုကွန်မွန်လိုင်းဖြစ်ပါတယ်ဗျအဲဟုတ်ကဲ့ဒီနေ့လို့တွေ့ဆုံခွင့်ရရတဲ့အတွက်အဲကျေးဇူးတင်ရှိပါတယ်ဟုတ်ကဲ့ပါကျွန်တော်ပထမဆုံးမေးချင်တာအဲဒီတော်လိုင်းရေးတဲ့ကိုဘလို့ရောက်လာလဲအန်တော်လိုင်းရေးမတိုင်ခင်တော့ဘာဘာတွေလောက်ခဲ့လဲပေါ့နော်အဲနောက်ပြီးတော့တော်လိုင်းရေးမှာရောဘယ်ဖွဲ့တွေမှာပါဝင်ပြီးတော့ဒီဘယ်လိုမျိုးဆောင်ရွက်ခဲ့တာလေးတွေကိုကြည့်ကြပါလဲအော်တော်လိုင်းရေးမတိုင်ခင်ကတော့ကျွန်တော်တို့ကတော့တာမန်လလုတ်လဆာပြည်သူပေါ့နော်တာမန်အခြေအခြေခံလူရန်းသားပေါ့ကျွန်တော်တို့ဝင်ကားမောင်းကားမောင်းနဲ့ကားလိုက်တွေပေါ့နော်အာအဲ့ဒါပြီးတော့ဒီကောင်နှစ်ဆောင် 2021မှာဒီဆေးရနာသိမ်းမှုဖြစ်လာတဲ့အခါမှာတော့ကျွန်တော်ရေစကြိုနေမှာပဲကျွန်တော်တို့အဲရှားဘလောက်ဆန္ဒပြရဲနှစ်လပိုင်းဆန္ဒပြရဲသုံးလပိုင်းယူ၃လပိုင်း၄လပိုင်းယူကြည့်လုပ်တယ်ပေါ့ဒီလပိုင်းတော့မှယူကြည့်များဆုံးလုပ်တယ်လုပ်ပြီးတော့၅လပိုင်းကျတော့မြို့နယ်မြို့နယ်စေခိုင်းကျင်းတယ်ပေါ့ကျွန်တော်ဟိုအီအိုဘက်ကိုစစ်ပညာတော့တဲ့စစ်တင်နှန်းတော့တက်ခဲ့တယ်ပေါ့ဟုတ်ကဲ့အဲဒီ EAO ဘက်မှာစစ်ပညာတင်နှန်းတွားခဲ့တယ်ဆိုတော့ဘောနော်ဘယ်ဘက်ကိုတွားခဲ့ရလဲအဲတွားတဲ့အချိန်တုန်းကရော ောက်ပြီးတော့ဘောနော်ပြန်လာတဲ့အချိန်လေးမှာရောကြုံခဲ့ရတဲ့အခက်အခဲတွေရှိရင်ပြောကြပေးပါဦး။အော်ကျွန်တော်တို့ကနည်းနည်းဟိုအရောက်ဘတ်ဆိုတာကျွန်တော်ကချင်ကချင် KIA ဘက်ကိုကျွန်တော်တို့ကသွားရတာဟိုမကွေးတိုင်းလေးဆိုအနည်းဆုံးက KIA ပဲဖြစ်တာဆိုတော့အာသွားတဲ့အချိန်ကာလကလည်းကျွန်တော်က2021 9လပိုင်း3ရက်ဆိုတော့ကြတော့အချိန်အားဖြင့်ကလည်းတအားစောတဲ့အထက်မှာပါနေသေးတာဆိုတော့အသွားမှာလည်းဥမာစကားစားအဲ့ဒီအချိန်မှာသူကနေမြေစုံအများဆုံးရနေတဲ့အချိန်ဆိုတော့ တင်နှန်းထိရောက်မလားမရောက်ဘူးလားဆိုတော့အမခန့်ချက်ရာဂိုင်းလုံးအပြည့်ကဘယ်သူမှမပေးနိုင်ဘူးလွတ်ကနေကတင်နှန်းထိရောက်မရောက်ဖက်နဲ့တည်ရင်လည်းတည်မယ်မာတင်နှန်းပြန်လာလို့ရှင်လည်းတည်ရင်တည်မယ်အဲ့လိုမျိုးပေါ့အမ်သွားတော့ဟိုနည်းနည်းပါအခက်ခဲရှိဆုံးဆိုတော့အသွားမှာတော့ပို့ပြီးတော့သူတို့ဟိုစိုးမိုးထားတာဆိုတော့ကြတော့တော်တော်လေးကိုပုံရှုပ်ွယ်ရှုပ်နဲ့မရောက်ရောက်အောင်ညကြီးနားထိရောက်ပြီဆိုမှကျွန်တော်ဒီညကြီးနားကနေမှခိုင်းသာအောင်တစ်ဆင့်သူတို့အဆက်အသွယ်နဲ့လာခေါ်တယ်ပေါ့နော်ဟုတ်ကဲ့ ဟိုအရုံကသွားတော့ကတော့ကျွန်တော်တို့ဒီ line ကားနေနဲ့ပဲတွားတာကဟိုကနေပဲဒီကနေရေစကြောကနေမန်လေးထိဒီတိုင်းပုံမှန် line ကားနေပဲလိုက်သွားတယ်အဲ့ပြီးတော့မန်လေးကနေမှညကြီးနောက်ဦးအေးစပတ်နဲ့ထပ်သွားပြီးတော့မှညကြီးနောက်ရောက်မှသူတစ်ဆင့်လာခေါ်ပြေးတယ်ပေါ့အော်ဟုတ်ကဲ့အဲ့တော့ကတော့စက်စက်ဆာရဲ့ဒီနမည်စုံမမှုလည်းရှိတယ်ပေါ့နော်ရှိသေးတယ်အစောဆုံးဂိတ်တွေဂိတ်တွေရတယ်တားများတဲ့အစစ်သေးတားကျန်းတဲ့အချိန်တွေပေါ့ဖယ်သွားမှလည်းဘာလုပ်မှလည်းအဆအကုန်အတိအကျပြောရတာမျိုးတွေပေါ့ ဟိုအဲ့ဂိတ်တိုင်းဂိတ်တိုင်းမှာဒီဆက်ကလာအဖွဲ့နဲ့တွေ့ဖို့ဟိုကိုယ့်ဖွဲ့ရဲ့လို့အဲ့အချိန်မှာမရှိသေးဘူးလေကျွန်တော်တို့တော့မှမြို့နယ်အတွက်ဟိုအခုမှဟိုစစ်ပညာရဲ့လို့သွားတင်ကြတဲ့အချိန်ဆိုတော့ကြဘေးတော်လိုင်းအဖွဲ့စည်းရဲ့လို့အဲ့အချိန်မှာဒီကတို့တော့လုံနေကြပြီပေါ့အဲ့လောက်ကြီးပေါ်ပေါ်ထင်ထင်ရဲ့လို့ဟိုမရှိတဲ့အခါကျတော့ဟိုဒီစကားစားနဲ့ပဲသူတို့စစ်စည်းတာသူတို့မင်းမြန်းတာတွေကိုအဆင်ပြေအောင်သူတို့ဂိတ်ကိုကျော်သွားပြီဆိုလို့ရှိရင်အပူတလုံးကြတာတကိတ်ကျော်တလုံးဟိုသိရမလားရင်ရင်အေးရည်ပေါ့ဗျာအဲ့လိုအဲ့လိုပေါ့ဟုတ်ကဲ့ အကြတော့ဒီစစ်ပညာကြတော့ဘဏ္ဍလာတင်ခဲ့ရလဲတင်ခဲ့ပြီးတော့ဒီတင်တန်းတက်တဲ့ချိန်မှာရောဒီကြုံခဲ့ရတဲ့အတွေ့အကြုံတွေပေါ့နော်အခက်အခဲတွေရှိစရာရှိရင်လည်းရှိမယ်ဒီပျော်ချင်စရာလေးတွေကာလာလေးတွေလည်းဖြတ်တန်းခဲ့တာလည်းရှိရှိမယ်အဲ့ဒါလေးတွေအမှတ်ရရှိဖြစ်ကြပေးပါဦးဟုတ်အဲ့ဒါတော့အမ်ဘာဖြစ်လဲဆိုတော့တင်တန်းမှာတော့တင်တန်းတော့စစ်ပညာတင်တန်းကတော့ကျွန်တော်နှစ်လတင်ရတယ်ပေါ့နော်ဒီအချိန်မှာအခြေခံစစ်တင်တန်းနှစ်လတင်ပြီးတယ်ပေါ့အဲ့ဒါပြီးဟိုဟာပြတ်တော့လမ်းကြောင်းမကောင်းလို့ထက်ကြသွားတာ၄လလောက်ဆို၆လလောက်တော့ကြားသွားတယ် သင်္นานအမတ်တရားကတော့အများကြီးပေါ့ကျွန်တော်က Z3 ဟို gain လိုင်းလာပေါ့ Z3 ပတ်စင်3ပတ်စင်3ဆိုသင်္นานလား59ရောင်းနေဆိုတော့ကြတော့အမတ်တရားတွေရောပျော်စရာတွေရောစိတ်ညစ်စရာတွေရောပေါ့အရင်တော့ကျွန်တော်တို့ဟွန်းဒီဘောအာနာမသိငင်ကစကားသရိုက်သွင်းခဲ့တယ်ပေါ့ဟွန်းစကားသရဲ့ brain work လုပ်ထားတဲ့အတွေးတွေပေါ့မသိဘူး gain ဆိုသဖုံမအေးဆိုရင်သဘုံလက်နက်ကင်တိုင်းသားလက်နက်ကင်တော်တော်များများသူသဘုံတို့တတ်မှတ်ထားတယ်မိုင်းဆက်ကကျွန်တော်တို့ထဲမှာလည်းရှိတော့ပြီးမှစစ်ပညာသွားသင်ရတော့ ာဒီအကြံဟုတ်ပါမလားပေါ့သိရမလားအာတကယ်တကယ်ရောက်သွားတဲ့အခါမှာသူစကားစမိုင်းတိုက်ထားဘူးလို့ဘိန်းဝက်လှုပ်ထားဘူးလို့ ਨੇ ဟို꽈ချားမှုအများကြီးရှိရဲဆိုတော့ကိုယ်တိုင်မျက်မြင်ကြုံလိုက်ရတာပေါ့ပြီးတော့ဒီတိုင်းသားဒီကံရဒူဂျွန်နေဒူဝါရီကျွန်တော်တို့ဒီမြန်မာမြေပြန်လာတဲ့ဟိုမှာဒီစစ်ပညာလာတင်တဲ့အကောင်းမျိုးပေါ့အကောင်းဆုံးစစ်ပညာတွေဟိုအကောင်းဆုံးတင်ပြီးပါတယ်ဟုတ်ကဲ့ဟိုဒီစစ်ပညာတင်ပြီးတဲ့အချိန်မှာဒီပြန်လာခဲ့တယ်ပေါ့နော်ပြန်လာတော့ပြန်လာတော့ ်ဒီရေစကြိုဘက်ပေါ့နော်အဲရေစကြိုပြန်လာတယ်လာတဲ့အချိန်မှာအခက်ခဲတွေရှိခဲ့လားနောက်ပြီးတော့ဒီရေစကြိုရောက်တော့ပေါ့နော်အဲဘယ်လိုတောင်းဝင်ထမ်းဆောင်ခဲ့လဲအော်ကျွန်တော်တို့ကတော့ဒီဟိုတင်းနှန်းနေပြန်မယ်ဆိုတော့သူအပေါ်လန်းအောက်လန်းရယ်ဆိုပြီးတောင်းနေမဲ့ကောင်နဲ့ဒီဇိုင်းအပေါ်လန်းဒီဇိုင်းတသက်ပြန်မဲ့ကောင်နဲ့ဆိုတော့ခွဲတယ်ပေါ့နော်ကျွန်တော်တို့ကတော့မြို့နယ်ကိုအဓိကပြန်ဆင်းညင်တာဖြစ်တဲ့အတွက်ဟိုကုမြို့နယ်မှာပဲအဓိကစစ်ပညာလည်းမြို့နယ်ကပဲအတင်လွတ်လိုက်တာဖြစ်တော့မြို့နယ်အတွက်ပဲအဓိကလှုပ်လှုပ်ချင်တာဖြစ်တဲ့အတွက်ကြောင့်မြို့နယ်အဓိကပြန်ဆင်းတယ်ကျွန်တော်ပြန်ဆင်းတော့2021ဆယ်လပိုင်း3ရက်မှာကျွန်တော်ညီပြန်ရောက်တယ်ပေါ့ နေပြင်ရောက်တော့အဲကျွန်တော်တို့အဲရောက်ချင်းတလားလောက်အတွင်းမှာတော့ကျွန်တော်ဟိုဘာမှတော့စတင်ပြီးတော့လှုပ်ဆောင်လှုပ်ဆောင်တာမရှိသေးဘူးပေါ့အဲ့ဒါပြီးအဲတလားလောက်နေတဲ့အခါမှာတော့ကျွန်တော်စကန်းတွေပါစတင်နေတင်တဲ့နေပြင်ပြန်ရောက်တဲ့အချိန်3ရက်ပျော်4ရက်လောက်မှာကျွန်တော်ဒီနေပြင်မှာစစ်တင်တဲ့တခုအရင်ဆုံးပထမဆုံးစပြီးရပေါ့အော်ဟုတ်ကဲ့ဒီကံရှိမှာဒီစစ်ပညာတင်ခဲ့တယ်တင်ခဲ့တဲ့တင်တဲ့ကိုဒီစစ်မွားတင်တဲ့အနေနဲ့ကိုဒေတာမှာရှိတယ်ဒီ PDF တွေကိုပြန်ပြီးတော့တင်နှံပေးခဲ့တယ်ပြီးတော့ ဒီတိုက်ပွဲတွေပေါ်ဆောင်ခဲ့တယ်ပေါ့နော်အဲ့တော့ဟိုတိုက်ပွဲတွေပေါ်ဆောင်ခဲ့တယ်ဆိုတော့ဘယ်အချိန်မှာဘယ်တပ်ဖွဲ့မှာတာဝန်ထမ်းဆောင်နေရလဲနောက်ပြီးတော့ဟိုဒီတိုက်ပွဲပေါ်ဆောင်ခဲ့တဲ့ဟာလေးတွေရှိရင်လည်းဒါပြောကြပေးပါဦးဟောကျွန်တော်ကတော့ဟိုအဓိကဟိုရေစကြိုမြို့ရေစကြိုမြို့နယ်ကပဲလွတ်တာဖြစ်တဲ့အတွက်ကြောင့်ပေါ့နော်ကျွန်တော်ကရေစကြိုမြို့နယ်အကပါဆိုပြီးတော့ကျွန်တော်တို့ကျွန်တော်ပြန်ရောက်တဲ့အခါမှာမြို့နယ်ကလည်းဖွဲ့စည်းရလို့ဖြစ်နေပြီလေအဲအကြောင်းကျွန်တော်ရေစကြိုမြို့နယ်ပကဖောက်မှာအရင်ကတာဝန်ထမ်းဆောင်ခဲ့တယ်တိုက်ခိုက်ရေးနဲ့ဟိုတင်းနှန်းဆရာတင်းနှန်းနဲ့တင်းနှန်းတိုက်လဲဟိုစစ်လဲတိုက်ရတယ်ပေါ့အဲ့လိုအခြေအနေနဲ့ ဟိုစတိုက်ခဲ့ရတယ်ပြီးတော့ဟိုဘယ်စခန်းနေတိုက်ခဲ့ရတော့ဆိုတော့ကျွန်တော်အွန်းပခန်းငယ်တို့မအူတို့ပခန်းငယ်ရေကင်းစခန်းတို့မအူမအူရေစခန်းတို့ပြီးတော့လင်းကတော်လင်းကတော်ရေစခန်းတို့ရေပြားရေစခန်းတို့ကျွန်တော်ဟိုကျွန်တော်ဥစည်းပြီးတော့ကျွန်တော်ကိုယ်တိုင်တင်းမှုတယ်ပေါ့လေအော်ဟုတ်ကဲ့ဒါပခန်းငယ်ဆိုရင်ပေါ့နော် အဲဒါကျွန်တော်ကျွန်တော်မျက်စိထဲမှာလည်းမြင်တယ်ဗောနော်ဘာလို့ဆိုတော့ဒီပခုတ်ကူရဲ့အဲဒီမုံငါရဲ့ကြားထဲမှာရှိတဲ့လမ်းမကြီးဘေးနာပခန်းငယ်ဗောနော်ပခန်းကြီးတို့ပခန်းငယ်အာပခန်းငယ်ပခန်းကြီးကတော့လမ်းမကြီးလမ်းမပေးပခုတ်ရေရေပခုတ်ကူလမ်းမကြီးဒိမ်းမှာဗောပခန်းငယ်ကတော့အဲရှေ့ပခန်းကြီးရဲ့ရှေ့လေးကိုနည်းနည်းဝင်ရသေးတာဗောသူကတော့ရေကင်းစကန်ရေကင်းစကန်လေးဗောအော်ဟုတ်ကဲ့အဲ့တော့ပထမဆုံးတက်ခဲ့ရတာစကန်ကပခန်းငယ်ပခန်းငယ်ဒါပထမဆုံးဟိုဒီ အဲ့ဒီစစ်ပညာရေးနဲ့ကိုရှိရကိုပြန်ပြီးတော့တင်ရပေးတဲ့စာစာတွေးရနေမှာကျွန်တော်တို့ဖန်းဆိုလက်တွေ့ပြန်ပြောင်းပြီးတော့တိုက်ရတဲ့အခါမှာစာတွေးရတာလွယ်ကူပြီးတော့တကယ်စစ်မြေပြင်ရောက်တဲ့အခါကျတော့ကိုထင်မလောက်မလွယ်ကူအဲ့ဒီအခါမှာဟိုစာတွေးလေးတင်ထားတော့ကိုကနည်းနည်းလေးရောပို့ပြီးဥဆောင်နိုင်သွားတော့ရှိရပါဘောကွယ်ဟာဟုတ်ကဲ့အပခန်းငယ်ပထမဆုံးဆိုတော့ဒါအမှတ်တရတွေလည်းအများကြီးရှိမယ်ထင်တယ်ပေါ့နော်အဲ့တော့ဟိုပထမဆုံးအတွေ့အကြုံမှာဟိုတိုက်ခိုက်ရတဲ့စခန်းမှာ ီအောင်မြင်မှုရခဲ့တယ်လို့လည်းကျွန်တော်ပြောခဲ့တယ်ပေါ့နော်အဲ့တော့ကဒါရရှိခဲ့တဲ့အောင်မြင်မှုတွေနဲ့ပတ်သက်ပြီးတော့ဘာတွေရှိလဲအဲ့ဒါလေးဖြည့်ပြပေးပါဦးအဲကျွန်တော်ပခန်းငယ်စကန်းကကျွန်တော်ကဒီပခုတ်ခရိုင်အတွင်းမှာဆိုရင်ကျွန်တော်ရေစကြိုကပထမဆုံးစကန်းစတင်တာဖြစ်တယ်ပေါ့နော်ဟိုရေစကြိုမြို့နယ်ပကဖအနေနဲ့ပထမဆုံးစကန်းစတင်တာဖြစ်တယ်ဘာဘာအောင်မြင်မှုရလဲဆိုတော့အလုံးလုံးစကန်းကိုတိုက်ခိုက်သိမ်းပိုင်နေတယ်ဟိုရဲရဲအပေါ့ရဲရဲခွေးတွေနဲ့ဓာတ်စုဝင်တွေကျွန်တော်တို့တိုက်ခိုက်သိမ်းပိုင်တဲ့အချိန်ရတဲ့အချိန်မှာ တို့ဟိုစကန်းဆုံးကွာထွက်ပြေးတယ်ကျွန်တော်ဘာရခဲ့တုံးဆိုတော့ UC တလက်နဲ့ UC တလက်နဲ့ပေါ့နော် B ဘလောက်ခေါ်ပါလဲအဲ့ဒါရေကျွန်တော် G3 တလက်ရေပထမဆုံးစကန်းသိမ့်မှာကျွန်တော်နှစ်လက်ရရှိခဲ့တယ်ပေါ့အော်ဟုတ်ကဲ့ဒါရေလက်နဲ့တွေဆိုတော့ဒါရေစကန်းဆိုတော့ရေလက်နဲ့တွေစပြီးတော့ရခဲ့တယ်ပေါ့နော်အဲနောက်ပြီးတော့နောက်ထပ်ကြုံခဲ့တဲ့တိုက်ပွဲကကြာတော့ဒုတိယမြောက်ကြာတော့ဘယ်လိုမျိုးဟာဖြစ်မလဲဒုတိယမြောက်ကကျွန်တော်တို့ဒီပကန်းငယ်စကန်းသိမ့်ပြီးနောက်9ရက်ကြာမှာပေါ့17လပိုင်း23ရက်2021မှာပကန်းငယ်စကန်းသိမ့်ပြီးတော့17လပိုင်း18ရက် 2021မှာမဟုတ်မဟုတ်ရဲစခန်းကိုထပ်သိမ်းတယ်ပေါ့နော်အဲ့ဒီအချိန်မှာကျတော့သူတို့ပကန်းငယ်စခန်းရတဲ့ G3 ကိုကျွန်တော်ကိုင်းနေပြီပေါ့အဲရတဲ့ G3 G G3 အကန်းရာတုန်းက G 56တောင်ပါလားအဲ56တောင်နဲ့စခန်းမဟုတ်စခန်းကို50တာတောင်ကြတဲ့အချိန်ကျတော့မဟုတ်စခန်းရပြီပေါ့နော်နိုင်ဝဲကြော်ကြော်တနားရီလောက်ကျတော့ဒီမဟုတ်စခန်းကိုရပြီပေါ့အော်ဟုတ်ကဲ့အဲ့ဒါမဟုတ်ကလည်းရဲစခန်းဆိုတော့ခဏလေးနဲ့ပဲ ဟိုနော်နိုင်ဝဲကြော်ကြော်နဲ့ရခဲ့တယ်ရခဲ့နိုင်ဝဲတနားလောက်ပေါ့အဲ့လောက်နောက်ပြီးတော့ဟိုကျွန်တော်ပြောတယ်ကျွန်တော်တို့ဒီပခန်းငယ်ရရတဲ့လက်နက်နဲ့သူရှိတဲ့လက်နက်တွေနဲ့ပြန်ပြီးတော့ပူပေါင်းတပေါင်းတက်လိုက်တာဟောအဲ့ကျတော့မအူမှာကြတော့ဘာလဲအဲ့လိုမျိုးထက်ရတာရှိသေးတယ်မအူမှာတော့သူတို့ကအာဒီဟာပထမဆုံးအချိန်သူကဖြစ်တာဆိုကြတော့သူတို့မှာနည်းနည်းပြစ်ပြီဆိုတာနဲ့သူတို့ကအမ်တန်းပြီးတော့ပစ္စည်းပါညာအကုန်တန်းသိမ့်နေထင်ပါတယ်ကျွန်တော်ဟိုလိုရုံမိုင်းဟိုလိုပစ္စည်းလေးတွေပဲရတာဟိုလိုစစ်လက်နက်ပစ္စည်းနဲ့ပတ်သက်တာတော့မရအောင် ောင်းနေပါချင်းတဲ့တုံးဆိုတော့ PVC ပိုက်နဲ့လုပ်ထားတဲ့လေသနက်ကိုစကုပ်ဖော်ထားပြီးတော့စနိုက်ပါစနိုက်ပါဆိုပြီးအဲ့ဒါယူကျွန်တော်ရတဲ့တွေ့တဲ့အချိန်မှာကျွန်တော်တကယ်စနိုက်ပါထင်းသွားခဲ့တာပေါ့တကယ်ရထားတော့ပြီးမှလေသနက်ကြီးဖြစ်နေခဲ့အဲ့ဒါမျိုးတွေတော့ရှိတာပေါ့ဟောသူတို့ကပုံဖြတ်ပန်းဖြတ်တတ်တာပြီးသူကပြီးသူလိန်တာပေါ့ဒီမှာကျွန်တော်မကက်ရေးအောင်ပါစနိုက်ပါရှိရေပေါ့အဲ့လိုမျိုးဟိုါထည့်ထားခဲ့တာဟောဟုတ်ကဲ့အဲ့အတန်းခုတို့ရင်ဒါမအူပြီးပြီမအူပြီးတော့နောက်ထပ် ကြုံခဲ့တာတွေရောဘာသက်ကန်2020တလာပိုင်းတော့မှာကျွန်တော်ဟာလင်ကရောဒီပလင်မွန်လမ်းမမှာရှိရလင်ကရောရေစကန်ကိုကျွန်တော်သိမ့်တယ်ပေါ့ဟောဟုတ်ကဲ့လင်ကရောတိုက်ခဲ့တယ်မှာအကျွတ်အတွေ့ကြုံတွေပြောပြပေးပါဦးလင်ကရောကြတော့နည်းနည်းအမ်စကန်လည်းကြီးသွားပြီပေါ့အချိန်ကာလအပြင်လည်း2022ကိုရောက်ပြီဆိုတော့သူတို့အနေနဲ့ကလည်းရှိမှာကျွန်တော်ကပကန်းငယ်မအူတိုက်ရေစကြိုးဘာကမှနည်းတိုက်ထားတာရှိရဖြစ်တဲ့အတွက်ကြောင့်မို့သူတို့ကလင်ကရောအနေနဲ့ကတော့နည်းနည်းကျွတ်တင်ပြင်ဆင်နဲ့ခံသိပါညာလောက်ထားတဲ့အနေထား ဘန်ကကရုတ်ချင်းမှညာနဲ့လှုပ်ထားတဲ့နေသားရောက်သွားပြီဆိုတော့ကြတော့တိုက်ခိုက်သိမ့်ပတ်ရတာတော့နည်းနည်းရှေ့ကစခန်းနှစ်ခုထက်တော့တိုက်ရရတဲ့အချိန်သိမ့်ရတဲ့အချိန်နည်းနည်းတော့ပိုကြခဲ့တာရှိရဲ့ရန်သူဘက်ကလည်းအမ်တတော်ဟွာဖြစ်ပါတယ်အမ်ဘယ်လိုပြောမလဲကိုရင်သူကခွေးဆိုတော့ကြတော့သိရမလားခွေးလည်းနည်းနည်းရှိတာကိုရဲနေတယ်ရဲလည်းရှိတယ်ခွေးလည်းရှိတယ်စသားပေါ့နော်စသားရောအဲ့လိုအစုံရှိတာဆိုတော့နည်းနည်းလေးဟိုရဲဆိုတော့တိုက်ရတာအဲ့လိုမကြောက်ဘူးပေါ့ကိုရင်ခွေးဆိုတော့ကြစစ်ခွေးဆိုတော့ကြကျွန်တော်နည်းနည်းလေး တိုက်ရတဲ့အချိန်ကာလကိုနည်းနည်းလေးကြာတယ်ပေါ့ခက်ခဲရတော့ဟွန်းဘာရှိလဲဆိုတော့အဲ့ဒီအချိန်ကြီးတော့ဟိုစစ်ပညာရည်လို့ဒီလိုတိတိကျကျတွေအဲ့လိုကြီးတင် जा ဣဣရဝဇင်းဆိုတဲ့အရေးအတွက်ကနည်းနည်းပဲရှိရတယ်အဲ့ဒီတော့ကျွန်တော်တို့ကလိုကင်ကနေဒီလိုပဲပြန်ပြန်ဆင်းထားတဲ့ဟာတွေကျွန်တော်တို့ပြန်တင်ဖြစ်တာတွေဟာပဲရှိရဆိုတော့တချို့အရာတွေမှာတော့မိတ်မနာကန်နိုင်သေးတဲ့အနေထားတွေဟိုမှာစစ်ကိုမတိုက်ဟိုလိုကြီးတားမတိုက်ရဲသေးတဲ့အနေထားတွေရှိတော့ကိုကိုယ်တိုင်ပဲရှိရနေဥဆောင်ပြီးတော့ တက်ရတယ်နောက်ကနေမှကိုရဲဘော်တွေကိုသူတို့ပြစ်ပြစ်ပြီးဟိုမှာကိုကပြစ်ပြစ်ပြီးဆိုမှသူတို့တက်ဖို့ခုံတယ်မလားနောက်ကနေတက်ခဲ့တော့ပေါ့ငါရှေ့ရောက်နေပြီတက်ခဲ့ကြတော့ဟောဟုတ်ကဲ့ အနောက်ကတိတ်ပြီးတော့အတွေ့အကြုံမရှိတော့အဲကြောင်းတဲ့အနေတိုင်းမျိုးရှိမှာပေါ့နော်2022နော်2022ရောက်ပါပြီပေါ့ဟုတ်ဒီကကျွန်တော်ပြောတဲ့အတိုင်းပါလဲဒီ2022မှာကျွန်တော်ပြော2021ကတိုက်ခဲ့ရတဲ့ရဲကင်းတွေတဲ့ပို့ပြီးတော့လေတိုက်ခဲ့လေးခက်ခဲလာပြီပေါ့သူတို့ကတော့ဟိုအစင်းစင်ဖွဲ့စည်းပုံရှိတဲ့ကောင်တွေဆိုကြတော့ခံသစ်လေဟိုပြောင်းလဲပြင်လဲရှိတဲ့ကောင်တွေဆိုညံလဲကွယ်ပြောင်းလာကြတယ်ကျွန်တော်တို့ကြာတိုက်ရတာအဲ2022နဲ့21မှာ21စကန်နှစ်ခုကလွဲပြီးတော့22မှာနည်းနည်းလေးခက်ခဲတယ်ပေါ့ อ๋อโอเคအလင်္ကတော့မှာကြတော့ရရှိခဲ့တာတွေပါရှိလင်္ကတော့မှာတော့အာကျွန်တော်အစောဆုံးအာစကန်ရောက်တော့ဗောနော်ကျွန်တော်စကန်သူ CEO စရောက်တဲ့အချိန်မှာကရုတ်ချင်းနဲ့သူတို့ကရုတ်ချင်းနဲ့စရောက်တဲ့အချိန်မှာကျွန်တော်ရဲဘော်တယောက်ကအဲဒီဘက်ထောင်းသူ line ငန်းနေမိရရှုပ်ပြီးဗောဟုတ်ဟုတ်စရှုပ်တော့ကျွန်တော်ကမိဘူးချိန်နေနဲ့မိဘူးချိန်နေနဲ့သူတို့လည်းမနေနိုင်ကျွန်တော်လည်းအဲ့ဒီအနာမှာမနေနိုင်ဆိုတော့တခါလေးပဲဟိုဒီစကန်နဲ့သူတို့စကန်နဲ့ဟိုပစ်တက်တက်တယ်ပစ်တက်တက်ပြီးတော့ အမဘာရကျွန်တော်လက်နဲ့တိုက်တယ်ကျွန်တော်ပထမဆုံးရောက်တယ် UC တွေအတန်းလိုက်ထောင်းထားတယ် G3 တွေပြီးတော့လက်ပစ်ဘုံတက်တာအဲသိမလားဘူးလေးနဲ့ထည့်သိမ်းတာလက်ပစ်ဘုံ granite တက်တာတွေလို့အဲ့ဒါကြီးအများကြီးတွေ့အခါမှာတော့ဟိုအရင်စကန်နှစ်ခုသိမ်းထားတဲ့ဟာထက်ဒီစကန်မှာရတဲ့အရည်အတွက်ကတော်တော်ပိုးများတယ် UC 5လက် UC 5 5 UC 5လက်လား UC 5လက် G3 လဲ5လက်6လက်လောက်ပြစ်မယ်ထင်တယ်ကျွန်တော်အဲ့လောက်တတိယစကန်ပိုးအောင်မြင်အများဆုံးရခဲ့တာပေါ့အော်ဟုတ်ကဲ့ ဟိုဒီစကန်သိမ်းမိတာနဲ့ကျွန်တော်ပြောတော့အစကန်ကိုတခါလေးဖြတ်စီးဖြတ်စီးဖြတ်စီးပြီးခလိုက်တာမီရှိုးတခါလေးဖြတ်စီးရေပေါ့နော်အော်ဟုတ်ကဲ့အဲ့တော့ကျွန်တော်တို့ဒီဒါလည်းကျွန်တော်ကလင်ကတော့အောင်မြင်မှုကြီးကြီးမားမားလို့ပြောရတယ်ပေါ့နော်ဒါဒါတော့တခုလို့ပြောရတယ်2022เนาะဟုတ်2022တလာပါဒါတော်တော်စိုးရနေသေးတဲ့အခြေအနေပေါ့နော်ဒီဒီဘက်မှာဆိုရင်တော့ဒါတနိုင်ငံလုံးအတိုင်းအတာနေနေဆိုရင်ကြီးကြီးမားမားအောင်မြင်မှုအဲ့လောက်ရှိသေးတဲ့အခြေအနေပေါ့ဟုတ်ကဲ့အဲ့ဟုတ်ကဲ့နောက်ထပ်တိုက်ခဲ့တာရောမရှိအောင်မလဲ ကျွန်တော်နောက်ထပ်တိုက်ခဲ့တဲ့စခန်းဆိုရင်တော့ဟိုကျွန်တော်အနေနဲ့တော့ကျွန်တော်ဦးစီးပြီးတော့အဲ့လိုတိုက်ခဲ့ရတာကျွန်တော်ကွန်မန်ဒါအနေနဲ့တိုက်ခဲ့ရတာတော့ဟိုရေးပြစခန်းရှိပါဘောတော့ရေးပြဟုတ်ကဲ့ရေးစခန်းပေါ့ဟိုရေးပြရေးစခန်းတို့ဒါဟိုစခန်းတော်တော်ကြီးတယ်ဟိုဘောနော်ဟိုရေးရေးကင်းစင်နေမဟုတ်တော့စခန်းဖြစ်နေရေးစခန်းဟိုမြို့နယ်စခန်းအဆင့်ဖြစ်သွားပြီပေါ့သူကကြတော့ဟိုရေးပြလည်းအခုကမြို့နယ်တွေနော်ဟုတ်ကဲ့ရေးပြအမှကြတော့အတွေ့အကြုံတွေ ဘယ်လိုအခြေအနေတွေရှိခဲ့သေးလဲအမ်ဖာတော့ဟိုပြောရရင်ရှေ့စကန်3ခုဒိန်းနာနဲ့မတူပဲနဲ့ဟိုကုနယ်အတွင်းမှာလည်းမဟုတ်တော့ဘောနော်ကိုကျွမ်းကျင်နယ်နယ်မှာလည်းမဟုတ်တော့အဲရေပြာစကန်တင်ရတဲ့အခါမှာတော့နည်းနည်းလေးဟိုနည်းနည်းလေးဆိုရတဲ့တော်တော်ခက်ခဲခဲ့တယ်လို့ပြောလို့ရတယ်ပေါ့ရှေ့စကန်3ခုထက်ဒီရေပြာစကန်ကဘူးခက်ခဲခဲ့တယ်ပေါ့အော်ဟုတ်ရေပြာစကန်ရောအဘလို့ပြီးသွားလဲနောက်ဆုံးကြာရေပြာစကန်ကြာတော့ကျွန်တော်တို့ဟာတကယ်တော့ဟိုပြီးသက်ဟိုဒီစကန်ကိုရခဲ့ပြီအချိန်ကြီးဖြစ်နေပြီပေါ့ သူကလည်းပြေးတော့မှာဟိုကျွန်တော်လည်းဟိုစခန်းထဲဟိုရောက်တဲ့ရဲဘော်တွေကကျွန်တော်ရဲဘော်တွေရောက်တဲ့ဟာရောက်နေပြီအဲ့အချိန်မှာဘာဖြစ်လဲဆိုတော့အဲ့ဘက်음ရေပြစခန်းပြီးမှာသူပြူဟိုဟာရှိအကုတ်ကိုစုပြူရွာရှိဟုတ်ဟုတ်ဒီစော်ဒီရွာအဲ့ဒီဟာကနေထွက်လာတဲ့စစ်ကြောင်းစစ်ကူလာတဲ့စစ်ကြောင်းကိုကျွန်တော်ကမဖြတ်တောက်လိုက်နိုင်တဲ့အတွက်ကြောင့်မလို့အင်းစစ်ကြောင်းကလည်းရောက်လာတယ်စခန်းထဲကောင်တွေလည်းပြန်ပြီးတော့ဒီဘက်ကစစ်ကြောင်းတက်လာပြီးဖြစ်တဲ့အတွက်ကြောင့်မလို့သူကလည်းအရင်တစ်ဖန်ရှိပြီးတော့ကျွန်တော်တို့ကျွန်တော်တို့ကပြစ်တဲ့ပြန်တက်လာတော့ကျွန်တော်တို့ပြန်ပြီးတော့ဆုတ်ပေးခဲ့ရတယ်ပေါ့ ရေပြန်မှာတော့ပြန်ဆုတ်ခဲ့ရေပြန်မှာတော့စကန်းကိုအလုံးလုံးမရခဲ့ဘူးအဲ့ဒါမှဟိုပထမဆုံးစတာတိုက်ချင်းမှာလည်းကျွန်တော်တို့ရဲမိန်းမနှစ်ယောက်ပေါ့ရေချိုးနေတဲ့ရဲမိန်းမနှစ်ယောက်ကိုတော့သူတို့အရင်ခဏထိမ့်သိမ့်ထိမ့်သိမ့်ထားလိုက်တယ်ပေါ့ဟောဟုတ်ကဲ့အဲ့လိုမျိုးရရှိတဲ့စစ်တုံးမန်းတွေရောဘယ်လိုဆောင်လိုက်တာရှိလဲအဲ့ဒါညာကျွန်တော်တက်ဆိုင်ရဟိုပါပေါ့နော်ကျွန်တော်တို့ညာတော့တိုက်ခိုက်တောင်းဝင်တဲ့ဒီဟာပဲယူရတာဆိုတော့ဟိုအဲ့နောက်ဆက်တွဲဟိုဟာတော့တက်ဆိုင်ရလူကြီးတွေကပဲလောက်တာဆိုတော့ဘယ်လိုဆက်ဟိုဟို looking နဲ့နေမြေတခုမှာပဲ ထားလိုက်တယ်ပေါ့ထားပြီးတော့ဘယ်လိုဆက်လုပ်လဲဆိုတော့ကျွန်တော်ကတော့အလုံးပုံတော့ဖန်ဆီးလိုက်တာပေါ့နော်ဖန်ဆီးရစ်သုံးပန်းစစ်သုံးပန်းစစ်သုံးပန်းနေနေပဲဟောဖြစ်လိုက်တာပေါ့ဟုတ်ကဲ့အဲ့တော့ကျွန်တော်လေးဒီရေစကြိုဆိုတော့လေရေစကြိုနဲ့ဆက်ဆက်တယ်ပေါ့နော်ကျွန်တော်မျက်စိတည်းမြင်တာတခုရှိတယ်ပေါ့နော်။ဘာလဲဆိုတော့ကျွန်တော်စီဖြင်းတသားကြီးပေါ့နော်။ဒီစကိုင်းနဲ့မကွေးနဲ့ဆက်ပြီးတာတက်တာတသားအကြီးလေးဖြစ်တယ်ပေါ့နော်။အဲ့နားမှာလည်းတခါပေါ့နော်ဒီစခန်းနဲ့ပေါ့နော်တသားနားမှာရှိတဲ့အဖွဲကိုတိုက်ခိုက်ပြီးတော့ပေါ့နော်။တိမ့်ပိုက်သွားတယ်တခါရှိတယ်။အပကအ တွေ့ကြုံတွေရောရှိလဲဒါမှမဟုတ်ရင်အဲ့မှာနေခဲ့တာဆိုတော့ဘာတွေကြားခဲ့တာတွေအဲ့လိုတွေရှိအောင်မလဲအဲအဲ့ဒီအတိုက်တာလဲကျွန်တော်ကျွန်တော်အရင်ရေစိုးမြို့နယ်ပတ်ကဖားလဲရှိစင်ရပေါ့အမ်ရဲသူကခိတ်ကောက်တဲ့កောင်တွေဟွာဆိုတော့ကြတော့ဘယ်လိုပြောမလဲကွယ်စင်ပြင်းစားတော့တကားပေါ့တကားဆိုတော့ဒါမှန်သူတို့ကဟိုလိုတိုက်ခိုက်လောရတဲ့កောင်မဟုတ်တော့နည်းနည်းသတိပါညာပေါ်ရတာမျိုးတော့ရှိတယ်ဒါမှန်အဲ့လာကြတော့အချိန်ကာလအပြည့်တော့2023နဲ့ဟိုတော့ရောက်သွားပြီပေါ့ အချိန်ဆိုကြတော့နည်းနည်းခက်ခဲတယ်လို့ပြောလို့ရတယ်ပေါ့ဟုတ်အချိန်အချိန်ငိုက်နေရာငိုက်လူငိုက်ငိုက်သုံးငိုက်ပြည့်ခဲ့လို့တာကျွန်တော်ဒီဟိုပြရမလားကျွန်တော်ကတော့ဒီစင်ပြင်းဒိန်းတော့ကြတော့ကျွန်တော်ကိုယ်တိုင်မပါဝင်ခဲ့ပြင်မယ်လို့ဟိုတိန်းနဲ့သူတွေရဲ့ပြောကြားချက်အရာတော့ဟွာဘယ်လိုပြောမလဲဆိုတော့နည်းနည်းဒီကောင်ရဲဖြစ်တဲ့အတွက်ကြောင့်နည်းနည်းလွယ်လွယ်ကူတယ်လို့ပြောလို့ရတယ်ပေါ့ ။ဟော attribution တရားကကြတော့အဲ့တော့ရေကင်းကကြတော့ဒီမကွေးဘက်ချမ်းမှာပဲရှိရနော်။ဟောမကွေးဘက်ချမ်းမှာဘယ်ကျွန်တော်တိုက်တာပေါ့။ဟောမကွေးဘက်ချမ်းဟာဘယ်တိုက်တာ။စကိုင်းဘက်ချမ်းမှာစကိုင်းဘက်ချမ်းကတော့မရှိဘူးလားကျွန်တော်သိရှိတယ်လား။စကိုင်းဘက်ချမ်းမှာလည်းသူခွေရောရေရောသူဂိတ်ကောက်တဲ့ကောင်တက်တက်လို့ရှိရပေါ့။အရင်ကနေ့ကရှိတာပေါ့။ဟောအဲ့တော့ပြီးတော့ခုလက်ရှိ attribution တရားကြတော့လက်ရှိအနေထားမှာဘယ်လိုရှိလဲစင်မင်းကလက်ရှိမှာတော့သူတို့စကိုင်းမကဟာလဲသူတို့နည်းနည်းလေးဒီအောက်ခြေမှာအရင်လိုမျိုးမနေတော့ဘူးတရားအစမှာမနေတော့ဘဲနဲ့သူတို့ ဒီအလေလောက်မှာပေါ့အလေမရောက်တရောက်လောက်မှာဒီဘက်မှာလည်းမကွေးဒီဘက်ကဒီဘက်မှာလည်းသူတို့စကိုင်းရဟာအဲ့လိုသူတို့နှစ်ဖက်အဲ့လိုနေကြတော့ပေါ့အလေမှာပဲနေကြတော့ပေါ့ကျွန်တော်တော်လိုင်းကျွန်တော်ကာဝေးတက်ဖွဲ့ထက်တိုက်မှာစိုးတဲ့အတွက်ကြောင့်မလို့ပေါ့ဟော ဟုတ်ကဲ့ဟိုကျွန်တော်တို့ဒီချင်းကတ်တရားပေါ့နော်တရားကိုကုန်းဘက်ကနေတော့ဆက်ပြီးချင်းကတ်တဲ့တရားမှာမနေတော့ဘဲနဲ့တရားရဲ့ဟိုပင်မတရားကြီးရေးလဲကောင်းပါအဲ့လိုရေးလဲကောင်းပါပဲအဲ့လိုသွားနေရောပေါ့ဟောအဲ့တော့လက်ရှိကတို့ကအတူစက္ကဆာတော့ပြန်ထိန်းထားတယ်တရားကြီးထားတယ်ပေါ့ပြန်ထိန်းထားတယ်ဟုတ်ဟုတ်ဟောလောက်ဆုံးမှုမှုတော့မရသေးဘူးအတတားဟုတ်ဟုတ်အတတားကြီးအနေထားရောဘယ်လိုမြင်လဲအတတားကဒါကြည့်မလဲတရားကြီးလည်းဖြစ်တယ်ပေါ့နော်ဟိုဘက်နဲ့ဒီဘက်ကအဲဟိုတရားကြီးကဟိုစကိုင်းနဲ့မကွေးဒီဟိုဘက်တိုင်းတစ်ခုဆက်တဲ့တရားဖြစ်တဲ့အတွက်ကြောင့်မို့လို့ မှာကာဝေးကျွန်တော်တော်လိုင်းတစ်ဖွဲ့အနေနဲ့ချိုးလိုက်မယ်ဆိုရင်ကြလဲမဖြစ်ပြန်ဘူးသွားရေးလာရေးလမ်းမဆက်သွေးရေးကသူ့ဘက်တင်မဟုတ်ကိုယ့်ဘက်ပါတအားခက်ခဲသွားမှာဖြစ်တဲ့အတွက်ကြောင့်မလို့ဟွန်းပြောရရင်စေးရေးကဒီတသားဟုလောက်တင်သူတို့ပေးထားလိုက်ရုံလောက်နဲ့ဘာမှမဖြစ်တော့ဘူးဆိုဘာမှလည်းတိတ်မဖြစ်တော့ဘူးဆိုပြီးတော့ကြတော့လွတ်ထားတဲ့အနေထားမျိုးမှလည်းရှိမှာပေါ့အဲ့ဆိုရင်တသားကြီးကိုသူကစက္ကဆာထိန်းထားတယ်ထိန်းထားတယ်ဟိုတကပြင်ရဘေးနာရွာလေးပါဆွာလေးမှာတော့ကျွန်တော်တို့ကျွန်တော်တို့စုံမှုနေကြီးပေါ့ဟောဟောဟော ဲ့ဒါတော့မှရှိနော်အနည်းဆုံးတော့ဒါသူတို့ကတော့ဒါပြည်သူတွေဒါမှမဟုတ်ကားသမားတွေသွားတဲ့ပြည်သူနဲ့ပြည်သူလူထုကတော့နည်းနည်းသူတို့ရှိနေတဲ့အတွက်ကြောင့်ဟိုနည်းနည်းဆိုတော့တော်တော်ဒုက္ခရောက်ကြရတယ်ပေါ့နော်။မှဈေးသွားတဲ့ဈေးသွားဝယ်တဲ့ဟာတွေလူငယ်တွေဆိုလို့ရှိရင်ဖမ်းလာတော့မှတရားပေါ်နေမဲ့ဒူးထောက်ပြီးတော့မှခေါင်းပေါ်တင်ဒူးထောက်ပြီးတော့အဲ့လိုအဲ့လိုမျိုးလောက်တာတော့တခါလေးပြစ်သက်တာတို့အစ်စ်နေသူရှိရဲ့။မှရေနံကားအရင်နံစီကားတွေပါလေဆိုရင်သူတို့အခွန်ခိတ်ကြီးတားပေးရတယ်ပေါ့နော်။ဟိုမှပစ္စည်းဝယ်လာလို့အရက်ဖာတွေပါပါတယ်။မှသူတို့ဘာဖြစ်တယ်ဆိုရင် တို့လိုချင်တဲ့အရှိန်လဲလို့ချယူထားလိုက်တာမျိုးကြီးလည်းရှိတယ်ပေါ့ဟုတ်ဟုတ်တရားပေါ်မှာစက်ကြီးကောင်းကောင်းကောက်လို့ရတယ်ကောက်နေရပေါ့တော့သူတို့ရဲ့တရားကသူတို့အပိုင်လိုမျိုးဖြစ်နေတယ်ဖြစ်နေဟုတ်တယ်ဟောအဲ့မျိုးဟာမျိုးအတရားကိုကြတော့တိုက်ဖို့ကြတော့ဒီအဖွဲ့ကြရောစဉ်းစားမှုတာတွေရှိလားနောက်ပြီးတော့ဘလို့တိုက်ခင်ရောအခက်ခဲတွေဘလို့ကြုံနိုင်လဲလို့အဲ့လိုမျိုးတွေအစဉ်းစားစဉ်းစားကြည့်လားအမ်ဒါတော့ကျွန်တော်တွေးကြည့်တော့ပေါ့နော်ဟိုစေးအရာအောင်ကျွန်တော်တွေးကြည့်တော့ကွာဒါကအခုအနေထားနဲ့ကတော့နည်းနည်းလေးတိုက်ဖို့ ဟိုအရင်ဟိုဒီတံတားအဆက်မှာနေဘလို့တော့တိုက်ဖို့မလွယ်တော့ဘူးအလဲမှာဖြစ်သွားပြီဆိုတော့ကျွန်တော်တို့လည်းတံတားအင်းနေလဲတက်သွားတယ်သူ့ရဲ့တက်ကွင်းပြင်ကြီးရယ်သူ့ရဲ့ဟိုပြစ်ပိုင်နေကြီးရယ်မှာလုံးလုံးကြီးကျွန်တော်ကအပြစ်ခံရမယ်ဂိမ်းဖြစ်နေမှာအကာအကွယ်ဟိုပြည့်မလားကြီးကွယ်မျက်ကွယ်လည်းမရှိဘူးအတားစီးပါညာလည်းမရှိဘူးဆိုတော့ကြောင့်သူတို့စိတ်ကြိုက်ပြစ်ခံရတဲ့ဟိုသူစိတ်ကြိုက်ပြစ်လို့ရတဲ့နေရာဖြစ်တော့တဲ့ကြောင့်ကျွန်တော်တို့အိုးလို့တံတားကိုတော့တိမ့်ဖို့တိတ်တော့မလွယ်ဘူးဗျာ 哦โอเคတင်ဘုံနဲ့ချက်မယ်ဟိုဖာညာဆိုတော့ကြလဲရာကျူတော်မာဒီအဲ့လိုဆိုတော့ကြတော့မထိခိုက်ပါဘူးနော်ထိခိုက်မှာဆိုတော့မလုပ်ပြလိုက်တာပေါ့ဟုတ်အာဟုတ်ကဲ့ဟုတ်ကဲ့ညင်ဘုံတော့ဒါကတော့အခုကြတော့သူတို့ဒါသာပဲပိုင်ပေးစားပိုင်သားပေးထားတဲ့ပုံစံမျိုးဖြစ်သေးတာပေါ့နော်အာဟုတ်ကဲ့ဟုတ်ကဲ့ခဏလေးရေးလိုက်ပါနော်ညာလေးကိုဖြစ်သေး